အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စင်ရတာအင်ကဟင်းဆက်မျိုးချက်တဲ့မိဖို့ကြောင့်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်သူအန်နာပါ သမီးအတွက်ဆန်ဒွစ်လုပ်ပေးပါနော်အေးပါသမီးလေးရဲ့အခုပဲလုပ်ပေးမယ်နော်โซเนียကတော့တရက်တငယ်ချင်းကဂျယ်နဲ့အက်တီတူဆိုင်တဆိုင်ကိုရောက်လာပြီးမုံမှစားနေခဲ့ပါရည် ဘာဖြစ်တာလဲကာကြက်လေးရဲ့နှင်းုံကြီးရတာအတော်လေးစိတ်ပြက်လက်ပြက်ဖြစ်နေရပုံစံပဲနော်။ဘာလဲနေမို့မစားခြင်းဘူးလား။မစားခြင်းုံတကယ်ချင်းရင်ငါမစားခြင်းတော့နော်။အဲ့ဒါကြောင့်နေပဲစားလိုက်ပါတော့။သူမမို့မစားခြင်းလို့အခုလိုပြောလိုက်တာမဟုတ်ပါဘူး။တကယ်မှာတော့သူမပတ်စံမရှိလို့တော့အခုလိုမျိုးပြောလိုက်တာပဲဖြစ်ပါရဲ့။ငါမှဒါဒီနေ့ပတ်စံရှိမယ်ဆိုရင်တော့ငါလည်းမဟုတ်ဝယ်စားလိုက်မှာပေါ့။ဒါပေမဲ့ငါရှိမှပတ်စံကလည်းမရှိဘူး။ခန္ဓာနေရောနှစ်ယောက်သားအိမ်ကိုပြန်သွားခဲ့ကြပါရဲ့။ အိမ်ကိုပြန်သွားနေခဲ့တဲ့အချိန်မှာကာဂျယ်ကတော့တခုကိုပဲစဉ်းစားနေခဲ့ပါရဲ့အိမ်မှာငါရောက်မှဘာတွေများချက်ပြုတ်ထားလဲမသိဘူးဒီနေ့တော့စားလို့ကောင်းတာလေးတခုခုချက်ပြုတ်ပေးထားရင်အရန်ကောင်းမယ်အချိန်ကလာကြာမြင့်သွားခဲ့တဲ့အခါမှာသူမအိမ်ကိုပြန်ရောက်သွားပါရဲ့ရောင်မရေဒီနေ့အိမ်မှာဘာတွေများချက်ထားလဲရှင်အေးလာလေးရောင်မလေးရဲ့ရောင်မအိမ်မှာအများကြီးလောက်ထားတယ်ဝင်လာခဲ့နော်ဝင်လာခဲ့ဟင်းကောင်းကောင်းချက်ထားပါရဲ့လက်ဆေးပြပြီးစရာနဲ့ထမင်းတူတူစားကြမယ် ီသားဆွေတွေအကုန်လုံးကလည်းထမင်းစားတော့ဖို့အကြွတ်ထိုင်နေခဲ့ကြပါသည်။အိမ်မှာရှိတဲ့ဟင်းတွေကတော့ဘာဟင်းမှကောင်းတာမဟုတ်ပါဘူး။မိသားဆွေတွေအကုန်လုံးအခုလိုမျိုးမကောင်းတဲ့ဟင်းတွေကိုပဲစားနေရတာကြားနေခဲ့ပါပြီ။သူမလည်းပါးစပ်ပိတ်ပြီးမကောင်းတဲ့ဟင်းတွေနဲ့ပဲထမင်းစားတော့ခဲ့ရပါသည်။ရောင်မဖြစ်သူကစိတ်ထဲကနေတွေးနေခဲ့ပါသည်။ငါလဲဘိုက်တွေတအားကိုစားနေပြီးမနက်ခရေကဘာမှစားရသေးရလဲမဟုတ်ဘူး။စပနမနမိုလင်းခရေကဘိုက်စားနေခဲ့ပါရဲ့။ဒီမှာကိုချိန်တီဘာမှစားရသေးရလဲမဟုတ်ပါဘူး။ ။သူမမိဘအိမ်မှာနေထိုင်ခဲ့စဉ်ကာလတုန်းကဒီလိုမျိုးဟင်းတွေကိုတစ်ခါမှမစားဘူးပါဘူး။ဒီအိမ်မှာထက်ငါမိဘအိမ်မှာနေထိုင်ခဲ့တဲ့အချိန်တုန်းကပိုတော့ကောင်းသေးတယ်။ဟိုမှာငါနေထိုင်ရတာဘလောက်တောင်မှတတ်သားလိုက်တယ်။အစားအသောက်နဲ့ပတ်သက်ပြီးဘာမှစွန့်ပူပန်စရာကောမရှိဘူး။ဒီအချိန်မှာတယောက်ကြာပြောလိုက်ပါတယ်။ဘာဖြစ်တာလဲမိမရေမင်းလိုက်ထမင်းလာစားလေမင်းထမင်းမစားတော့ဘူးလားမင်းတို့ကြည်ရတာစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ပုံစံပဲဘာရင်းများတလောက်တောင်မှစိတ်ပြက်ပြီးတော့ထိုင်နေရတယ်ကွာရှင်ရလေကျမတို့လက်ထပ်ထားတာအခုဆိုရင်တော့နှစ်လောက်တောင်ပြည့်ရောမင်း ရှေ့မှာကျမဘာတွေကိုစားနေရတာလဲတခါတလေဘူးသည်ဟင်တခါတလေတခွားသည်ဟင်ဒါတွေကိုပဲစားနေရတယ်ဒါတွေအကုန်လုံးကလည်းကျမတို့ခြံထဲမှာစိုက်ပျိုးထားလို့တော့ချက်ပြုတ်ပြီးတော့စားတောင်းနိုင်တာခြံထဲမှာမစိုက်ပျိုးထားတဲ့ဟင်းသည်ဟင်းမတွေကိုတောင်မှကျမတို့ဝယ်မစားနိုင်ကြဘူးအလောက်တောင်စိတ်ရရသလားအော်မင်းရလေကွာအလောက်ထိလည်းစွရင်ပူပန်းမနေပါနဲ့ငါလဆောင်ရလာတဲ့ခါကျရင်တော့မင်းကိုဟင်းစိန်မျိုးချက်ကျွေးမယ်ကွာဟုတ်ပြီလားတယောက်ကြရဲ့စကားကိုကြားခဲ့ရတဲ့ခါမှာစပနာကလည်းပါးစပ်ပိတ်ပြီးနေခဲ့ပါတယ် ညနေခင်းမှာရခမဖြစ်တော့ကတော့အိမ်ကြီးချိန်အိမ်ကိုသွားပြီးနောက်မှာတော့ဟင်းနုံွယ်ရွက်တွေအများကြီးခူးယူလာခဲ့လိုက်ပါတယ်။ချွေးမလေးရဲ့ချွေးမလေးနင်ဘယ်ဟောက်ရောက်နေရလဲချွေးမလေးရဲ့ဘယ်ဟောက်ရောက်နေရလဲဒီမှာကြည့်ပါအောင်အမေဘာတွေကိုခူးယူလာခဲ့လဲဆိုတာကိုဟင်းနုံွယ်ရွက်တွေအများကြီးပဲခူးယူခဲ့တယ်အိမ်ကြီးချင်းစီသွားလေရင်နေနဲ့ခူးယူခဲ့ရလိဒါလေးကိုပဲကြော်ထားလိုက်တော့နော်အမေအရွက်တွေကိုတော့ခူးလာတာဟုတ်ပါပြီအိမ်မှာထည့်ဖို့အတွက်ဘာမှမရှိတော့ဘူးဟင်းခတ်မွေးကြိုင်တွေကလည်းကုန်နေအောင်ဆိုတော့ကျမဓာရီကိုဘယ်လိုမျိုးချက်ပြုတ်ရမလဲအမေ အော်ချွေးမလေးရဲ့နင်ပထမတည်းကဒီကိစ္စရင်းငါ့ကိုပြောပြတင်တာပေါ့မနေ့ခရေကနင်ငါ့ကိုပြောမယ်ဆိုရင်တော့ငါ့ရဲ့သားလေးတွေကငါပထမတည်းကမှားလိုက်လို့ရတယ်ဒီအချိန်မှာချွေးမငယ်လေးစပနာကလည်းရောက်ရှိလာခဲ့ပါတယ်ဒါနဲ့ရောင်မကြီးဒီနေ့ဘာရီများထပ်ပြီးရောချက်ပြောက်အောင်ပါလေသခွားသီးနဲ့ဘူးသီးပဲထပ်ပြီးရောချက်အောင်ပါမလားဒီမှာဒီနေ့အမေဟိုဘက်အိမ်ကနေပြီးတော့ဟင်းနှွယ်ရွက်ရွက်တွေအများကြီးပဲခူးယူလာခဲ့တယ်လေဟုတ်လားအမေရဲ့အမေရွက်တွေခူးယူခဲ့ရလားတခါတည်းနှုတ်ငယ်လေးပါဝဲလာခက်လိုက်တာမဟုတ်ဘူးအမေရဲ့ ဒီအရွာနဲ့နို့ခဲနဲ့ရောချလာရင်ဘလောက်တောင်မှအရသာရှိလဲဆိုတော့ကိုအမေလည်းတည့်ရဲ့သားနဲ့ဒီစကားကိုကြားခဲ့ရတဲ့ခါမှာရခမဖြစ်သူကဒေါသတကြီးနဲ့ချွေးမလေးကိုကြည်လိုက်ပါတယ်စပနာကတော့ပစက်ပိတ်သွားခဲ့ပါတယ်ရခမဖြစ်သူစိတ်ပြက်လက်ပြက်နဲ့ထွက်သွားခဲ့တဲ့ခါမှာချွေးမငယ်လေးကတော့ပြောလိုက်ပါတယ်အမေရဲ့ဘာဟင်းသီးဟင်းရွက်တွေကိုစားတောင်းနေရမှန်းကိုမသိရောဘူးမကောင်းတဲ့ဟင်းသီးဟင်းရွက်တွေပဲအမေရန်ချက်ပြီးတော့စားတောင်းနေရတယ်ယူလာခဲ့တဲ့အရွက်ကိုလည်းကြည်ပါအောင်ဒါကိုဒီအတိုင်းချက်ပြီးတော့ဘယ်လိုစားရမှာလဲ နေ့စဉ်နေတိုင်းချက်တယ်ဆိုလို့ရှင်လဲဟင်းလေးတစ်ခွက်ကိုပဲချက်ပြီးမိသားစုဝင်တွေမျှပြီးစားတောက်နေရတယ်။ကျမရဲ့အိမ်မှာဆိုလို့ရှင်တော့ထမင်းတနက်စားတဲ့အခါတိုင်းအနည်းဆုံးဟင်းနှမျိုးသုံးမျိုးလောက်ချက်ပြီးတော့စားကြတာ။ဟုတ်လားရောင်မလေးရဲ့ငါတော့မသိတော့ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာအရင်ကတည်းကစင်ရမွဲတင်မှုကိုငါကိုယ်တိုင်လည်းသီးခံပြီးနေနေခဲ့ရတာလေ။အဲ့ဒါကြောင့်နေလဲမဆိုအခုဒီအချင်းတွေအကောင်လုံးရအောင်လို့နေလိုက်တော့မိသားစုတွေအကောင်လုံးကမတတားတဲ့အဆုံးမှာတော့ဓာရီကိုစားတောက်နေထိုင်ခဲ့ကြရပါသေးတယ်။ ဟင်းဒီဟင်းဝတ်ထဲမှာငရုတ်ဒီမုတ်ကနည်းနည်းလေးများနေတယ်။ကဲတော်ပါတော့ကွာရှိတဲ့ဟင်းဒီဟင်းဝတ်ကိုပဲကောင်းကောင်းစားစားမှာစားနေရတာကိုမင်းတို့ကထပ်ပြီးတော့အပြစ်ရှာနေသေးတယ်။ငါတို့အိမ်ကလူတွေကအရန်ကိုများနေတယ်။ငါတို့ရှာတဲ့ပတ်စံကနည်းနေတယ်ဆိုတော့ကိုမင်းလည်းသိရတာနဲ့ဟုတ်တယ်ဟုတ်တယ်ငါတို့အားလုံးကလူတွေကအများကြီးပဲလေ။ဒီလောက်ထိလူအများကြီးအတွက်ဟင်းကောင်းကောင်းချက်ဖို့ဆိုတာဖြစ်နိုင်တဲ့ကိစ္စမှမဟုတ်တော့ဒါပေမဲ့အဖေအိမ်မှာထမင်းတနက်စားတဲ့အခါတိုင်းဟင်းလေးတစ်မျိုးလောက်ကတော့ချက်တင်တာပေါ့။တယောက်ကဒီဟင်းကိုမကြိုက်ဘူးဆိုရင်တော့နောက်ထပ်ဟင်းတစ်မျိုးကိုစားလို့ရတယ်။ ဒီမှာကတော့ကြိုက်ကြိုက်မကြိုက်ကြိုက်ဟင်းကတစ်ခွက်ပဲရှိသေး။ဘလို့မဆိုကျွန်တော်တို့ဒီဟင်းတစ်ခွက်သေးကိုပဲစားတောင်းနေကြရတာလေ။အော်နေရဟင်းတစ်ခွက်သုံးခွက်စားကျင်နေသေးတယ်။အိမ်မှာဟင်းတစ်ခွက်ကိုတော့မဘလို့ချက်ရင်ကောင်းမလဲဆိုပြီးတော့ခေါင်းချောင်းအောင်စဉ်းစားပြီးမှချက်ရတာ။တခါတလေလေးဟင်းတစ်ခွက်ကိုကောင်းကောင်းလေးချက်ဖို့အတွက်ဆိုရင်တော့မှဘလို့စဉ်းစားပြီးတော့ချက်ကုန်နေရလဲဆိုတာကိုသိလား။ဒီအရင်မိသားစုတွေအကုန်လုံးကိုလောင်းငေါအောင်ကျွေးဖို့အတွက်ငါတို့ဘလို့စူးစမ်းနေရလဲဆိုတာကိုတော့မိဖို့ခံကိုထိမ့်သိမ့်နေရတယ်ငါတို့အိမ်ရှင်မတွေပဲတည်တယ် ဒီမှာဘာစကားပဲပြောအခုလိုစကားတွေကိုပဲပြန်ပြီးနားထောင်နေရတဲ့အထိပယ်ဟုတ်မရှိဘူးတို့ရဲ့အခြေအနေကတော့ဒီအခြေအနေကိုရောက်ရှိနေပါပြီမိသားစုတွေအကုန်လုံးကတော့ထမင်းကောင်းကောင်းစားသောက်နိုင်ဖို့အတွက်အခုလိုမျိုးပဲညှဉ်းပန်းနေကြကြပါရဲ့တစ်ခါမှတော့တို့အိမ်ရှေးကနေပြီးတော့မုတ်တဲတဲသွားနေခဲ့ပါရဲ့ရွာမှာရှိတဲ့လူအများစုကလည်းမုတ်ဆိုင်ကနေမုတ်ဝယ်စားခဲ့ကြပါရဲ့အမလီပိုက်စားလိုက်တာငါလည်းအဲ့ဒီမုတ်ကိုအရန်စားချင်တာပဲဒါပေမဲ့ဘယ်လိုလုပ်ရမလဲပတ်စံလည်းမရှိဘူး ။ငါကိုယ်တိုင်လည်းဒီမော့ကိုမစားရတော့အတော်လေးကိုကြာနေပြီဘလောက်တောင်မှကြာနေပြီလဲဆိုတော့စင်းအောင်မစင်းစားတတ်တော့ဘူး။ထားပါတော့လေ။မစားမယ့်ကိစ္စကိုငါသွားပြီးတန်းတားနေလို့ဘာရင်းများထူးသွားမှာမဟုတ်လို့လေ။ငါလက်ထက်မှာပတ်စံတရားပဲရှိတော့အဲ့ဒီပတ်စံတရားနဲ့ဂျုံတော့ဝယ်ရအောင်မယ်။ငါသာဂျုံတော့မဝယ်ဘူးဆိုရင်တော့အမေငါ့ကိုအများကြီးပြစ်တင်ပြောဆိုနေလိမ့်မယ်။ဒီလိုနဲ့လင်ညီမတယောက်ကလည်းအမြန်ဆောင်စဲကိုသွားပြီးတော့ရခမမာယူခဲ့တဲ့ပစ္စည်းတွေကိုသွားဝယ်ခဲ့ကြပါရည်။သူတို့သွားနေတဲ့စားတောက်ဆိုင်ကနေမှွေးနေတဲ့အနံလေးရရှိလိုက်ပါရည်။ ကောင်းလိုက်တာရောင်မိုင်းအနက်လျောင်မွေးနေရပဲနော်။ကျမဒီဆိုင်ကမုတ်တွေကိုခိုးပြီးတော့ထွက်ပြေးသွားရင်ကောင်းမလားဆိုပြီးတော့စဉ်းစားနေအောင်။အေးဟုတ်တယ်ရောင်မလေးရေငါလည်းတစ်ခါတလေကြရင်တော့ကောင်းတာလေအရင်စားချင်တာပေါ့။ငါတော့လက်မထက်ခင်တော့ကလည်းစစ်စင်ရဲ့နေထိုင်ခဲ့ရတယ်။လက်ထက်ပြီးသွားတဲ့အခါမှလည်းစစ်စင်ရဲ့နေထိုင်နေရတော့ပဲ။အရင်တုန်းကတော့လက်ထက်ပြီးသွားတဲ့အခါကျရင်တော့ဘွားကိုကောင်းကောင်းမွန်မွန်ဖြတ်တန်းနေထိုင်ခွင့်ရမယ်ဆိုပြီးအများကြီးစိတ်ကူးရင်အိမ်မက်တွေမှတ်နေခဲ့ရ။ဒီမှာကြည့်ပါအခုရဲ့အချိန်လေးကအရင်တုန်းကထက်အများကြီးပိုပြီးတော့စိုးနေရဲ့။ ငါရဲ့စိတ်ကိုယ်ရဲ့အိမ်မက်တွေအကုန်လုံးကိုတော့ငါလက်လျှော့ပြလိုက်ပါပြီဒီပုံစံအတိုင်းပဲတသက်အလုံးနဲ့ထိုင်သွားရမယ်နဲ့တွေ့ပါရည်ငါတို့လိုမျိုးစင်ရသားတွေရဲ့ဘဝမှာစားကောင်းတောက်ဖွဲ့တွေကိုဘယ်တော့မှစားတောက်ခွင့်ရမှာမဟုတ်ဘူးငါတို့ဟင်းတစ်ခွက်ကနေဟင်းနှစ်ခွက်ဖြစ်အောင်စားနိုင်တယ်ဆိုရင်ကိုအတော်လေးကံကောင်းနေပြီငါတို့ထမင်းတနက်စားရတဲ့အခါတိုင်းဟင်းတစ်ခွက်နဲ့ပဲစားတောက်နေရတာဘလောက်တောင်မှကြာမြင့်နေပြီလေဒါတော့မှခက်ခက်ခက်ခဲနေတော့ဟုတ်တယ်ဟုတ်တယ်ကျမတို့ယောက်ျားတွေကလည်းပင်ပင်ပမတ်နဲ့အလို့တွေကိုစူးစမ်းပြီးလုပ်နေရတာ တို့ရှာတဲ့ပတ်စံနဲ့ကျမတို့ထမင်းတနက်ပဲကောင်းကောင်းစားနိုင်ကြတယ်ဟုတ်တယ်ရောင်းပါလေရေဒါကငါတို့ရဲ့ကံကျမကပဲဖြစ်ရမယ်မတတ်နိုင်ဘူးလေဘလို့လောက်ကြမလဲငါတို့အိမ်ကိုပဲပြန်ကြတာပေါ့ဟာလာသွားကြမယ်ဒီလိုနဲ့လင်ကြီးမနှစ်ယောက်လုံးကစိတ်ပြဝါနေစွာနဲ့ဈေးကနေအိမ်ကိုပြန်လာနေခဲ့ကြပါရဲ့သူတို့ပြန်လာနေခဲ့တဲ့လမ်းမှာမြစ်တစင်းရှိပါရဲ့မြစ်ထဲမှာကလေးတယောက်နဲ့မြုံနေခဲ့ပြီးကလေးငယ်လေးကတော့အော်ဟင်နေခဲ့ပါရဲ့ကဲကြပါအောင်ရှင်ကဲကြပါအောင်ကျမကဲကြပါအောင်ဒုက္ခပဲဟိုမှာကလေးငယ်လေးတယောက်မဟုတ်လားကျမတို့တို့ကဲတင်မှဖြစ်မယ်နော်ကဲတင်ပေးမှဖြစ်မယ် ခဏလေးပါအောင်သူ့ကိုကဲတင်ဖို့အတွက်ဆိုရင်တော့ကျမတို့ကိုယ်တိုင်ရေကူးတက်မှဖြစ်မှာလေးမဟုတ်ဘူးလားအေးဟုတ်တယ်ကျမကတော့ရေမကူးတက်ဖို့ဒါပေမဲ့ဘယ်လိုမဆိုသူ့ကိုကဲတင်ပေးရမယ်နဲ့တူတယ်ခလေးတည်သွားမှဖြစ်တယောက်သားကမတက်နိုင်တဲ့အဆုံးမှာတော့တယောက်လက်တယောက်ကင်ပြီးမြစ်ထဲခုံဆင်းသွားခဲ့ကြပါရည်ဒီနောက်ခလေးငယ်လေးကိုကဲတင်ပေးလိုက်ကြပါရည်တော်သေးရပါတော်သေးရပါခလေးတခုခုဖြစ်ပြီလို့ထင်မှတ်နေခဲ့တာဖျားသခင်ကိုအများကြီးကျေးဇူးတင်ရမယ်နော်သူဘာမှမဖြစ်သွားလို့အခုကျမတို့ကိုဘယ်သူကကဲတင်ပေးပါလဲဘာပြောရလဲဘာကိုပြောချင်တာလဲ ။ဟောပြောရမှာလဲအမေဝယ်ခိုင်းလိုက်တဲ့ခြုံတွေအကုန်လုံးကရေထဲမှာမျောပါသွားခဲ့ပြီလေ။ဟောဒုက္ခပါပဲ။နင်းကြဘာလုပ်လိုက်ကြလဲ။ငါတို့ခြုံပါပဲနဲ့အိမ်ကိုပြန်သွားပြီဆိုလို့ရှင်တော့အစဲခံရမှာကျိန်းနေတယ်။ဟုတ်တယ်။နေ့စဉ်နေတာဟင်းတစ်ခွက်စားဖို့တော့အနိုင်နိုင်ပါဆိုနေမှာဒီနေ့ထမင်းငတ်ပြီးနေကြပါလေ။တကယ်ပါပဲဖျားသခင်ကလေကျမတို့စင်ရင်သားတွေကိုဘာလို့အမြဲတမ်းဒုက္ခပေးနေရတာလဲမသိဘူး။သူတို့စကားတွေကိုကြားခဲ့ရတဲ့အခါမှာကလေးငယ်တွေကလည်းပြောလိုက်ပါတယ်ဒီနေ့အစပြီးနနွေရဲ့ဆင်းရဲဒုက္ခတွေအားလုံးကင်းဝေးသွားလိမ့်မယ် ဒီချိန်မှာခလင်းငယ်လေးကလည်းနတ်သမီးလေးတစ်ပါးအသွင်ကိုပြောင်းလဲသွားခဲ့ပါရီ။အိုပြားသခင်ဒါကမော့အစွမ်းမဟုတ်လား။ခလင်းငယ်လေးကအချက်ချင်းပဲနတ်သမီးတစ်ပါးဖြစ်သွားခဲ့။အေးဟုတ်တယ်ငါကနတ်သမီးလေးတစ်ပါးပဲ။ငါကမော့တိုင်းပြည်ကနေလူပြည်လောကကိုလာလေခဲ့တာလေ။ဒီမှာရှိတဲ့လူသားတွေအားလုံးကိုစားသောက်ဖို့အတွက်ရောက်လာခဲ့ရပဲ။နင်တို့နှစ်ယောက်ကတကယ်အရန်ကိုကောင်းမွန်ကြတဲ့သူတွေ။နင်တို့နှစ်ယောက်လုံးရင်မကိုတက်ကြပေမဲ့ငါ့ရဲ့အသက်ကိုကဲတင်ပေးဖို့အတွက်ရည်ရဲစင်ခဲ့ကြတယ်။ငါနင်တို့နှစ်ယောက်လုံးပြောဆိုနေတဲ့စကားတွေအားလုံးကိုလည်းကြားသွားခဲ့ပြီ။ ဒီနောက်မှာတော့နတ်သမီးလေးကလည်းတို့နှစ်ယောက်တော့အတော်မောအစွမ်းထက်တဲ့တဲ့အိုးတလုံးပေးလိုက်ပါတယ်။ကဲရော့ဂျာကိုယူသွားဒါကမောအစွမ်းထက်နေတဲ့တဲ့အိုးကြီးပဲ။ဒီတဲ့အိုးကြီးစီကနေပြီးတော့နင်တို့ကြိုက်တာကိုတောင်းလို့ရတယ်။အရာအားလုံးရရှိသွားလိမ့်မယ်။နင်တို့ဟင်းတွေဘနာခွက်လောက်တောင်းချင်လဲသူကအားလုံးကိုချက်ပြုတ်ပြင်ဆင်ပြီးအစင်းသက်ပေးလိုက်မယ်။ဒီထဲကနေပြီးတော့ဂျုံဆန်တကြားစားပြောင်းဘာတောင်းချင်လဲအကုန်တောင်းလို့ရတယ်။ပြောဆိုပြီးနတ်သမီးလေးပြောကွယ်သွားခဲ့ပါတယ်။ တယောက်တော့ကပျော်ရွှင်စွာနဲ့အိမ်ကိုပြန်လာခဲ့ကြပြီးဒေအိုကြီးစီကဂျုံကိုအရင်ဆုံးတောင်းကြည့်ခဲ့ကြပါရီသူတို့အရှိမဂျုံတအေးရောက်ရှိလာခဲ့ပါရီကံကောင်းလိုက်တော့ငါတို့တကယ်ပဲမော်အစွမ်းတွေကိုရရှိသွားခဲ့ရပဲဖြစ်မယ်နော်ဒါဆိုရင်တော့မော်အစွမ်းထက်တဲ့ဒေအိုကြီးရဲ့ကျမတို့အတွက်အရန်ကိုအရသာရှိပြီးစားကောင်းတဲ့နှုတ်ခင်ဟင်တစ်ခွက်ချက်ပေးပါကျမတို့နှုတ်ခင်ဟင်မစားရတော့အတော်လေးကိုကြားနေပြီချက်ချင်ပဲသူတို့ရဲ့အရှိမနှုတ်ခင်ဟင်တစ်ခွက်ရောက်ရှိလာခဲ့ပါရီခဏနေတော့နောက်ထပ်ရသာရှိတဲ့ဟင်တွေအများကြီးကိုလည်းသူတို့တောင်းဆိုခဲ့တဲ့အချိန်မှာ နောက်ထပ်ဟင်းတွေအများကြီးရောက်ရှိလာပါတယ်။သူတို့အနည်းဆုံးဟင်းဆက်မျိုးလောက်ကိုတောင်းလိုက်တာနဲ့သူတို့အရှိကိုဟင်းဆက်မျိုးရောက်ရှိလာခဲ့ပါတယ်။ညနေခင်းအားလုံးအကြောဟင်းဆက်မျိုးလုံးနဲ့ကျွေးမွေးခဲ့တဲ့အခါမှာအားလုံးကလည်းအားအသိန်းခုန်ကြပါတယ်။ငါတို့ဇင်ရသားအိမ်မှာတလောက်ဟင်းတွေအများကြီးဘယ်ကနေဘလို့ရောက်လာခဲ့ရလဲ။ဒီနေ့ကစပြီးတော့ဟင်းဆက်မျိုးနှိမ့်ရိုင်းစားရတော့မှဒီနောက်မော်အစွမ်းထက်တဲ့တဲ့ဟိုအကြောင်းကိုလည်းအားလုံးကိုပြောပြလိုက်ပါတယ်။မိသားစုတွေကလည်းအကုန်လုံးဝမ်းသာပျော်ရွှင်ကုန်ကြတာပေါ့။တကယ်ပြောနေရလားယောက်မရဲ့ ဒါဆိုရင်တော့ကျမတို့ဒေအိုဂျီစီကနေဆန်ဝစ်တောင်းလို့ရလားအေးရတယ်နေကြိုက်တာအကုန်တောင်းလို့ရတယ်အရင်ကစပြီးစီရင်သားရဲ့အိမ်မှာလည်းဟင်းဆက်မျိုးစားနိုင်သွားခဲ့ကြပါပြီနောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့သနားဆရာကောင်းတဲ့ချွေးမလေးဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်ဒါနဲ့ရပီရှင်တိလားကျမရဲ့တကယ်ချင်းကသသိန်းခွဲတန်ရေခဲတက်တာကြီးကိုဝယ်လိုက်တယ်တဲ့အကြီးကြီးပဲအခုတလောဗီဒီယိုပုံစံမျိုးတကားနှစ်ချက်နဲ့ဖွင့်လို့ရတဲ့ရေခဲတက်တာမျိုးလေးအဲ့ဒီရေခဲတက်တာကိုတူကဝယ်လိုက်တာတကယ်ကိုအကြီးကြီးပဲရှင် ကျမရှိအောင်မိုက်ခရိုဝေ့ဖ်လေးတစ်လုံးဝယ်ပေးပါဆိုပြီးတော့ပြောနေတာတော်လေးကိုကြားနေပြီးရှင်အခုချိန်ထိကျမမဝယ်ပေးသေးဘူးကျမတို့အိမ်ကရေခဲတက်တာဆိုလို့ရှင်လိုက်အတော်လေးဟောင်းနေပြီကျမပြောတာကိုနားထောင်စမ်းပါရှင်ကျမတို့အိမ်မိဖို့ကန်တဲ့ကပစ္စည်းတွေကိုတစ်ချက်လောက်ကြည့်ပြီးတော့ရှင်ကိုယ်တိုင်နည်းနည်းပြုတ်ပြင်ပြောင်းလဲပေးလို့မရဘူးလားကျမလည်းပစ္စည်းအစ်စ်တွေနဲ့ချိန်ကျင်လို့ပါကျမရဲ့မိဖို့ကြောင့်ကိုလည်းချမ်းသာတဲ့သူတွေရဲ့အိမ်ကမိဖို့ကြောင့်ပုံစံမျိုးပြောင်းလဲချင်တာအော်မင်းရလေကွာမင်းလည်းသိရတာနဲ့ငါလည်းထပ်ပြီးခရေကဘလောက်တောင်အကျွေးပဲတင်နေလိုက်လေ ဒီအိမ်ကိုဆိုလို့ရှင်လည်းငါအကျွေးနဲ့ပဲဝယ်ထားတာလေအကျွေးနဲ့ဝယ်ထားတဲ့အတွက်ငါဘန်အကျွေးတွေကိုပြန်ဆက်နေရသေးတယ်အတိုးနှုံးတွေကလည်းတက်နေတော့ကျန်တဲ့အတောင်စီတွေအားလုံးအတွက်လည်းငါပတ်စံသုံးနေရတယ်လေငါတို့အခုလောလောဆယ်တလောက်ထိပတ်စံတွေအများကြီးထုတ်ဖို့တောင်းဆွဲဖို့ဆိုတာကလည်းကိုယ့်ရဲ့ကိစ္စမဟုတ်ဘူးမင်းတကယ်ချင်းတွေအားလုံးကအရန်ကိုချမ်းသာကြတယ်တို့ဒီပစ္စည်းတွေကိုအေးအေးစစ်စစ်ဝယ်ပြီးတောင်းဆွဲလို့ရတယ်ဒါပေမဲ့မင်းကတော့ငါ့ကိုနားလည်ပေးလို့ရတယ်မလားရှာလီနီရဲ့ရှာလီနီကတယောက်ကြားရဲ့လက်ကို ခါချထုတ်ပြီးနောက်မှာတော့ချက်ချင်းမိဖို့ကံနဲ့ဝင်သွားခဲ့ပါရီဟုတ်ပါတယ်ဟုတ်ပါတယ်ကျမပဲမှားတာရှင်နဲ့လက်ထပ်မိတာကျမရဲ့အမှပဲကျမဖေကချမ်းသာတဲ့အင်ကာကောင်လေးတွေအများကြီးနဲ့ကျမနဲ့လက်ထပ်ပေးဖို့အတွက်ပြပေးခဲ့ပေမဲ့ကျမကယူတာရှင်နဲ့လက်ထပ်ခဲ့မိတယ်ကျမရဲ့မိဘတွေကတော့ဘလောက်တောင်မှအဆင်ပြေပြီးတော့ချမ်းသာလိုက်ကြကြလေ ကျမကမိသားစုကောင်းကောင်းမမွေးဖွားလာခဲ့တယ်ဆိုပေမဲ့ယောက်ျားရကန်ဆိုးတာပါရှင်။ရှင်တို့အိမ်ကမိသားစုဝင်တွေအကုန်လုံးကဘာလို့ဒီလောက်ကြောင်မှကက်စီးကုန်နေကြတာလဲဆိုတာကိုကျမဖြစ်တကယ်ကိုနားမလည်နိုင်ဘူး။ပတ်စံကိုတောင်မှရှူရှူပြီးတုံးဆွဲနေကြတာလားမသိဘူး။ရှာလီနီအခုလိုမျိုးတပြေတတောက်ပြောဆိုနေခဲ့တဲ့အချိန်မှာယခုမှဖြစ်သူကဖခင်ကြောင့်ကနေအိမ်ကိုပြန်ရောက်လာခဲ့ပါပြီ။သူကတော့ချွေးမလေးရှာလီနီပြောနေတဲ့စကားတွေအားလုံးကိုကြားပြီးသွားခဲ့ပါပြီ။ချွေးမလေးရဲ့ဘာဖြစ်လို့ဒီလောက်ကြောင်မှပြောနေရတာလဲ။စကားဆိုတာပြောတိုင်းကောင်းတာမဟုတ်ဘူး။ တားလေးကိုယ်တိုင်ကလည်းကြိုးစားပန်းစားနဲ့အလုပ်လုပ်ကင်ပေးနေရပဲလေ။သူနောက်ထပ်ဘလောက်ကြောင်မှလှုပ်ပေးရအောင်မလဲ။သူတရအောင်ကြိုးစားပန်းစားနဲ့အလုပ်လုပ်တယ်။နင်သူ့ကိုအားပေးတင်တာပေါ့။သူပို့ပြီးတော့အလုပ်ကြိုးစားခြင်းအောင်လို့နင်ဘေးကနေပြီးတော့သူ့ကိုဖေးမကူညီပေးရမှာ။အခုလိုမျိုးပြောဆိုနေရမှာမဟုတ်ဘူးချွေးမလေး။အခုလိုမျိုးသူ့ကိုပြောဆိုပြီးတော့သူ့ရဲ့အားနဲ့ချက်တွေအကုန်လုံးနင်ကိုယ်တိုင်ဖော်ထုတ်နေရလား။ပြောရမယ်အမေ။ပြောရမယ်။မပြောလို့မရဘူး။အခုလိုပြောတော့မှသူ့ဘာတွေကိုအားနေနေလဲဆိုတာကိုသူသိမှသူသိတော့မှသူပြင်နိုင်မှာပေါ့။ မဟုတ်ဘူးဆိုရင်တော့ကျမတဘောအလုံးဒီပုံစံအတိုင်းပဲနေထိုင်သွားရမှာလားကျမဒီပုံစံအတိုင်းတော့လုံးဝမနေထိုင်နိုင်ပါဘူးသူကတော့ဘာတစ်ခုမှလုံးဝပုံစံလည်းမပေါ်ဘူးကျမတော့မလုပ်ဘူးဆိုလို့ရှိရင်တော့တဘောအလုံးဒီပုံစံအတိုင်းနေထိုင်ရလိမ့်မယ်အဲ့ဒါကြောင့်ကျမကိုယ်တိုင်ပဲတစ်ခုခုလုပ်ဖို့အတွက်စဉ်းစားရမယ်ကျမဖြစ်ချင်တဲ့စနားတွေအကုန်လုံးကိုတော့ကျမချင်းသေးပါအောင်ရှောင်းအောင်လုပ်မှာကျမကကျမရဲ့တကယ်ချင်းအိမ်ကိုခဏလေးတွားလိုက်အောင်မယ်ညစာထမင်းဟင်းကိုတော့အမေကိုယ်တိုင်ပဲချက်လိုက်တော့ကျမဒီညညစာကိုတော့ကျမရဲ့တကယ်ချင်းအိမ်မှာပဲစားပြီးပြန်လာခဲ့လိုက်တော့မယ် ရှာလီလီကလည်းစိတ်ပြလက်ပြနဲ့ယခုမနေရှန်ဖြစ်ပြီးနောက်မှာတော့အခန်းထဲကိုဝင်သွားခဲ့ပါရီ။ရဗီကလည်းသူ့အလုပ်သူ့လုပ်နေတဲ့အတွက်ကြောင့်မလို့အလုပ်ကိုထွက်ခွာသွားခဲ့ပါရီ။ယခုမကတော့လင်းမယားရန်ဖြစ်တဲ့ကြားထဲမှာညံ့နေခဲ့ပြီးအိမ်လုံးတွေအားလုံးတယောက်တည်းလောက်ကိုင်းခဲ့ရပါရီ။ညနေခင်းမှာရှာလီလီကတော့ဘာအလုံးမှမလုပ်ဘဲနဲ့သူ့တကယ်ချင်းတယောက်ရဲ့အိမ်ကိုထွက်သွားခဲ့လိုက်ပါရီ။ရှာလီလီကသူတငယ်ချင်းအိမ်ရောက်ရှိသွားခဲ့တဲ့အခါမှာတငယ်ချင်းဖြစ်သူရဲ့မိဖို့ခံတဲ့ကိုဝင်ကြီးခဲ့ပြီးသဘောကျနေခဲ့ပါရီမိဖို့ခံကတကယ်အရန်ကိုလှပလွန်ပြီးအကျယ်ကြီးပါပဲ မိဖို့ခန်းထဲမှာပစ္စည်းတွေအားလုံးအဆောင်အလဲရှိနေခဲ့ပါတယ်။ရှာလင်းလေးရဲ့နောက်ထပ်တငယ်ချင်းတယောက်ကလည်းအင်ကိုလာလဲခဲ့ပါတယ်။တငယ်ချင်းရဲ့နေရမိဖို့ခန်းကတကယ်အရှောင်းလာပါတာပဲဟဲ့ခင်မိနေရောတိလား။ငါရဲ့မိဖို့ခံကတော့စောက်ပြတ်တက်နေရပဲဘာဆိုဘာမှမရှိဘူးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာအရင်တုန်းကကတုံးခဲ့တဲ့ရေခဲတတအဝအစအခုချိန်ထိတုံးနေရတော့ပဲနင်တို့ကတော့တကယ်အဆင်ပြေကြရနော်လောဖြစ်ပြီးတော့ဒီလောက်တောင်မှများတဲ့အတုံးဆောင်ပစ္စည်းတွေကိုဝယ်ယူနိုင်ကြတာလေငါဖြစ်အံ့ဩလိုက်ကြ ဂျာနဲ့လျောက်ကြတာနင်းကိုဒါရီအားလုံးဝင်ဖို့အတွက်ပတ်စံတွေကိုပေးရလားဟဲ့အေးဘောဟဲ့ငါကဘေးရပတ်စံနဲ့ဒီသုံးဆောင်တွေအားလုံးကိုဝယ်နိုင်မှာလေငါယောက်ျားကပဲငါ့ကိုပေးလို့ငါဒါရီအားလုံးကိုဝယ်ထားတာပေါ့ငါနဲ့လက်ထပ်ထားတဲ့အတွက်အသုံးစရိတ်တွေအကုန်လုံးကိုတော့သူကပဲအကုန်ကြောက်ခံပေးရမှာလေတကယ်တော့ငါယောက်ျားလေးဆိုလို့ရှင်တော့ငါထက်အများကြီးပို့ပြီးတော့ဆင်းရဲတယ်လေငါဝယ်ထားတဲ့ရေကဲတတကိုဆိုရင်တော့သူကအတော်လေးကိုသဘောကျနှစ်တက်နေခဲ့ရအဲ့ဒါနဲ့သူကလည်းသဘောကျလို့ဆိုပြီးတော့အရေးကြနေဝယ်ထားလိုက်တယ် နေရောအဲ့လိုမျိုးဝယ်ချင်လားဝယ်ချင်တယ်ဆိုလို့ရှင်တော့နင်းလဲအရေးကြားနေဝယ်ကြည့်ပါလားငါရံွားတော့မှအရေးကြားနေပဲဝယ်ထားတာငါတော့တခါတည်းအပိုင်ဝယ်ထားတာပါပတ်စံအနေငယ်ကိုတော့နင်းအရင်ပေးထားလိုက်မယ်နောက်ကြတဲ့ပတ်စံတွေကိုတော့တဖြည်းဖြည်းချင်းစီနင်းသွင်းသွားလို့ရတယ်ဟဲ့နင်းတကယ်ပြောနေရလားအဲ့ဒါပတ်စံဘယ်လောက်လောက်ပေးရလဲအေးအဲ့ဒီကိစ္စတွေအကုန်လုံးကိုတော့ငါရံွားလေးကိုငါမေးကြည့်လိုက်မယ်သူအရေးကြားနေဝယ်ပြီးသုံးနေတဲ့ပစ္စည်းတွေကအများကြီးပဲရှိတယ်သူကတဖြည်းဖြည်းချင်းအဲ့လိုမျိုးဝယ်ရင်ဝယ်ရင်လည်းသူ့ရဲ့မိဖို့ကံတစ်ခုလုံးကိုပြောင်းလဲပြစ်လိုက်ပြီး အခုဆိုလို့ရှိရင်တော့သူ့မိဘကဘလောက်ကြောင့်မှလှပလိုက်လဲပြောမနေရောနဲ့တငယ်ချင်းဖြစ်သူရဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာရှာလီနီကလည်းလောဘတွေအတော်လေးတက်လာခဲ့ပါတော့တယ်ဒီလိုနဲ့နောက်ဆုံးမှာတော့သူတငယ်ချင်းပြောတဲ့စကားကိုနားထောင်ပြီးသူရဲ့မိဘကနေမှထားဖို့အတွက်ရေခဲတတအခြေကြီးတစ်လုံးကိုဝယ်ယူလိုက်ပါတယ်ဒါနဲ့ရှာလီနီရဲ့နင်ပါကြီးဝယ်လာခဲ့တာလေဘူးကြီးကလည်းအခြေကြီးပဲဒီဘူးထဲမှာပါရီလေအမေကကျမပြောပြထားတယ်မလားအခုတလောဗီဒီယိုလိုမျိုးရေခဲတတကတော်လေးရေပန်းစားနေတဲ့လူကြိုက်များတယ်လို့လေ ျမအဲ့ဒီရေခဲကျတာကိုဝယ်ခဲ့လိုက်တာမရဲ့တသိန်းခွဲလောက်ကြတယ်တကယ်ကျမအရင်ကဝမ်းတာတာပဲဒီလားသိန်းခွဲတသိန်းခွဲဟုတ်လားချွေးမလေးတော့များတဲ့ပတ်စံနင်ဘေးကနေပြောရရလေအော်အမေကလည်းကျမပတ်စံတွေအကုန်လုံးကိုတခါရဲပေးခဲ့ရမှာမဟုတ်ဘူးလေကျမပတ်စံအနည်းငယ်ပဲအရင်ဆုံးပေးခဲ့တာဒီရေခဲတတကိုတုံးပြီးနှစ်နှစ်အတွင်းကျမတစ်ဖြည်းဖြည်းချင်းစီစသွားလို့ရတယ်။ကျမအခုမိဖို့ခံနေမှာဒီရေခဲတတကိုတသေးချာလေးချလိုက်မယ်။ပြီးရင်တော့ကျမရေခဲတတရဲမှာအရန်ကိုလှပါတဲ့ပစ္စည်းတွေကိုလည်းထပ်ထည့်ထားအောင်မယ်။ ဒီနောက်မှာတော့ရှာလီနီကမိဖို့ခန်းထဲမှာထားဖို့အတွက်ပစ္စည်းမျိုးစုံကိုအရေးကြောင်းနဲ့ဝယ်တဲ့အကျဉ်းလောက်ခဲ့ပါတယ်။သူမမိဖို့ခန်းတစ်ခုလုံးကိုသူမကချမ်းသာတဲ့သူရဲ့မိဖို့ခန်းလိုမျိုးပဲပြင်ဆင်ချေသားခြင်းခဲ့ပါတယ်။ဒီနေ့မှာရေခဲတောက်အကြီးကြီးဝယ်ခဲ့ပြီးနောက်နေ့မှာတော့မိုက်ခရိုဝေ့ဗ်တစ်ခုထပ်ဝယ်ပါတယ်။အခုဆိုရင်တော့ရှာလီနီတယောက်အကျွေးပြီးအများကြီးတင်နေခဲ့ပါတယ်။အခုဆိုရင်တော့ရှာလီနီကနောက်ထပ်ကော်ဖီဖျော်ဆက်တစ်ခုကိုတော့မဝယ်ယူထားပါသေးတယ်။ဒီချိန်ရဗီးရောက်လာခဲ့ပါတယ်။ အရင်နေ့မှာရှာလီနီရဲ့တငယ်ချင်းတွေကလည်းအိမ်မှာလာလေကြပါရင်ရှာလီနီကတော့တငယ်ချင်းတွေအရှိမသူမရဲ့မိဖို့ခံနေမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကိုကြွားပြီးပြသနေခဲ့ရပေါ့ကဲဘလို့လဲတငယ်ချင်းတို့ရေငါကော်ဖီဖြော်စက်အစ်စ်ဝဲလိုက်တာလေအဲ့ဒီကော်ဖီဖြော်စက်နဲ့ဖြော်ထားတဲ့ကော်ဖီတောက်ရတာကောင်းရင်လားဘလို့နေလဲငါ့ကိုပြောကြပါဦးဒါနဲ့တငယ်ချင်းရေနောက်ထပ်ကော်ဖီတစ်ခွက်ထပ်ဖြော်ပေးရအောင်မလားနေတောက်အောင်မလားအေးကောင်းတယ်တငယ်ချင်းရေနင်းရဲ့ကော်ဖီဖြော်စက်ကတကယ်အတော်လေးကောင်းတာပဲအရသာလေအတော်လေးရှိတဲ့ကော်ဖီက အခုဆိုရင်တော့နေရမီဖို့ကန်းကလည်းချမ်းသာတယ်လူတွေအိမ်ကမီဖို့ကန်းလိုမျိုးအရှမ်းကိုခန်းနာသွားခဲ့ပြီနော်တီလာအခုနေရမီဖို့ကန်းကိုတတိတစားပြန်ပြီးတော့ပြင်ဆင်ဖို့အတွက်လိုအပ်တယ်မီဖို့ကန်းတစ်ခုလုံးကိုပြန်ပြီးတော့ပြင်ဆင်လိုက်တော့ပစ္စည်းတွေအကုန်လုံးကအစ်စ်တွေဖြစ်နေပြီမီဖို့ကန်းကပဲဟောင်းနေတာအေးဟုတ်တယ်တကယ်ချင်းသူပြောတာမှန်တယ်နေသူ့ရဲ့မီဖို့ကန်းကိုတွေ့တယ်မလားငါတော်မငါ့ရဲ့မီဖို့ကန်းကိုပြန်ပြီးတော့ပြင်ဆင်လိုက်ပြီတီလာဒါမှဝယ်ယူထားတဲ့ပစ္စည်းတွေအကုန်လုံးနဲ့ကိုက်ညီမလေးငါစတီးနဲ့ပဲတခါလေးလှုပ်လိုက်တယ် ။ဂျာကိုလည်းအနေပြင်ဆင်နေတဲ့ပတ်စံကိုအရေးကြောင်နဲ့တဖြည်းဖြည်းချင်းတွင်းသွားလို့ရတယ်။တခါရေပေးစရာမလိုဘူးနော်။ဟဲဟုတ်လားဘလောက်ဆိုလို့ရှင်တော့အဆင်ပြေလောက်လေ။အဲ့တော့ကတော့နင်ဘလောက်ထိပစ္စည်းတွေကောင်းကောင်းသုံးမလဲဆိုရဲပေါ်ကုန်မှုတရားပေါ့အ ਨੇ ဆုံးတသိန်းကနေ၅သိန်းကြားလောက်တော့ကောင်းလိမ့်မယ်တိလားတကယ်လို့နင်လုံးမယ်ဆိုလို့ရှင်တော့နင်အတွက်လည်းငါတို့တခါတည်းစကားပြောပေးမယ်လေငါနဲ့တို့ကတိတာဆိုတော့ပတ်စံအနှဲငယ်ချင်းစီပဲယူပြီးတော့လှုပ်ပေးလိမ့်မယ်ကောင်းပြီလေဒါဆိုရင်တော့ငါကြည့်ပြီးတော့စဉ်းစားလိုက်အောင်မယ်နင်တို့အခုလောလောဆယ်ကော်ဖီတောက်ကြပါဦး ငါနင်တို့အတွက် air fryer အစ်စ်ထဲမှာကြော်ထားတဲ့အာလူးကြော်ယူလာခဲ့ပေးမယ်။ဒါနဲ့ချွေးမလေးရေသားလေးရောင်းနေတာတော်လေးကိုကြာနေပြီသူ့ကိုကြည့်ရတာစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ပုံစံပဲအမေအခန်းထဲမှာထိုင်နေတယ်။ဟုတ်လားမေရေဒါဆိုရင်တော့ကျမသွားကြည့်လိုက်အောင်မယ်နော်။ရဗီရေဘာဖြစ်တာလဲ။အမေပြောတယ်ရှင်အရာကိုစိတ်ညစ်နေတယ်တဲ့။အေးဟုတ်တယ်ငါတို့ကုမ္ပဏီကအခုဆိုရင်ပိတ်သိမ်းတော့မယ်လေ။ငါအသိမကြခင်အလုပ်ပြုတ်တော့မှနောက်ထပ်နေရာတစ်ခုမှာငါအလုပ်သွားရှာရတော့မယ်နဲ့တူတယ်။ ။ဘာပြောရလဲရှင်အလောက်ပြောတော့မယ်။ရှင်လီလာကျမကိုပတ်စံပေးရုံမှမဟုတ်ဘူးလား။ချွေးမလေးရေအဲ့ဒါကြောင့်နေကိုအမြဲတမ်းရှင်းပြနေခဲ့တာနေရတော့ငါပြောတဲ့စကားတခွန်ကောမှဘယ်တော့မှနားမထောင်ခဲ့ဘူးလေ။လူကြီးသူမတွေကအမြဲတမ်းပြောခဲ့တယ်။ကိုမတက်နိုင်တဲ့ကိစ္စတွေကိုအရင်ကြီးမလုပ်ရဘူးတဲ့။ထားလိုက်ပါမရေရတယ်။ကျမအခုဒီပစ္စည်းတွေအကုန်လုံးကိုပြန်ရောင်းစားလိုက်တော့မယ်။ကျမကိုယ်တိုင်ပတ်စံမပေးနိုင်ဘူးဆိုမှတော့ဒီပစ္စည်းတွေအားလုံးကိုယူထားပြီးကျမဘာလို့ရအောင်မလဲဒုက္ခပဲရဗိပဲအချိန်မှအလုပ်ပြန်ရမလဲဆိုတော့ကျမတို့လည်းမသိဘူးလေ အလုံးရပြီဆိုလို့ရှင်လဲတလားဆောင်ပြီးတော့မှကျမတို့ပတ်စံကရအောင်မှအိမ်မှာတခြားကိစ္စတွေအလုံးအတွက်လဲတုံဆွဲဖို့ကရှိသေးတယ်။ရှာလီနီဒီစကားတွေပြောနေခဲ့တဲ့အချိန်မှာပဲတငယ်ချင်းတယောက်လုံးကသူပြောနေတဲ့စကားတွေကိုကြားသွားခဲ့ပါတယ်။ရှာလီနီရဲ့ငါနေပြောတဲ့စကားတွေအလုံးကိုကြားသွားခဲ့ပြီးတငယ်ချင်းအချင်းချင်းအလောက်ကတော့အကူအညီပေးနိုင်ပါတယ်။ဒုက္ခရောက်နေတဲ့အချိန်မှာအကူအညီပေးရမှာကတငယ်ချင်းရဲ့တာဝန်ပဲလေ။ငါတို့ကအင်းကိုဒါတွေအလုံးကိုဝယ်ဖို့အတွက်ပြောခဲ့ရဆိုတော့ ရဲ့ရှင်းလေးကိုလည်းငါတို့ကိုယ်တိုင်ထုတ်ပေးမယ်။ငါတို့စီကပတ်စံတွေယူပြီးတော့နင်းအကျွေးစားလို့ငါမပြောဘူးနော်။နင်းကိုယ်တိုင်အလုပ်လုပ်။တကယ်ပြောနေရလားဖြစ်နိုင်ပဲဆိုရင်တော့ငါနေထိုးတဲ့အတူတူအလုပ်လုပ်ချင်တယ်။ကျေးဇူးများကြီးတင်ပါတယ်တငယ်ချင်းတို့ရဲ့။နင်းတို့ကတကယ်ကိုတငယ်ချင်းကောင်းနေပဲ။ရှာလင်းလေးကလည်းဝမ်းနဲ့လုံလုံမြင့်ရီတွေကြားလာခဲ့ပါရဲ့။ဒါပေမဲ့တငယ်ချင်းတွေကြောင့်ဒီမှာတက်ကြီးတွေအများကြီးရှိလာခဲ့ပါတော့တယ်။ဒီနေ့တငယ်ချင်းတယောက်လုံးကဒီမှာကိုအားပေးပြီးကိုကြီးဖေးမပေးခဲ့ကြပါရဲ့။နောက်ဆုံးရှာလင်းလေးစူးစမ်းပန်းစားနဲ့အကျွေးတွေကိုလုံးပြန်ဆန်နိုင်သွားခဲ့ပါရဲ့။ သူတို့ရဲ့ရည်စည်းပွားရဲ့အခြေအနေကတဖန်ပြန်လဲကောင်းမွန်သွားခဲ့ရပေါ့ရဗီနဲ့ရှာလီနီတို့နှစ်ယောက်လုံးကလည်းလောက်ကိုတေချာလောက်ကိုင်းနေခဲ့ကြပြီလေဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်